မင်္ဂလာပါအခြေခံအင်္ဂလိပ်စကားပြောသင်ခန်းစာတွေအနေနဲ့ကရိယာတွေကိုအတိတ်ပစ္စုပ္ပန်အနာဂတ်ကာလသုံးမျိုးနဲ့ပြောတတ်အောင်ညွှန်ပြနေတာဒါဟာအပိုင်း30ဖြစ်ပါတယ်ရှေးကအရန်အရေးကြီးတဲ့အပိုင်းတွေကိုမကြည့်ရသေးဘူးဆိုရင်လည်းဒီဗီဒီယိုရဲ့ caption မှာ link လေးထည့်ပေးထားပါမယ်ဒီနေ့လေ့လာရမယ့်စကားတွေကတော့ဘာသာရေးနဲ့ဆိုင်တဲ့အသုံးအနှုန်းတွေဘာသာရေးနဲ့ဆိုင်တဲ့စကားတွေဖြစ်ပါတယ် religion related expressions ဘာသာရေးနဲ့ဆိုင်တဲ့စကားတွေဆိုလို့ဘာသာရေးတွေကိုစော်ကားတဲ့စကားတွေတော့မဟုတ်ပါဘူး။ဘာသာရေးတိုင်းလိုလိုမှာလှုပ်လှရှိတဲ့လှုပ်ဆောင်ချက်လေးတွေအလေးအထားလေးတွေကို English လို့ပြောတော့မျှဝေပေးမှာပါ။ဒါဆိုစလိုက်ကြစို့ I pay respect I pay respect I will pay respect I pay respect ငါကတော့ခဲ့တယ်ငါအယူအသေးပေးခဲ့တယ် I pay respect ငါကတော့တယ်အယူအသေးပေးတယ် I will pay respect ငါကတော့မယ်အယူအသေးပေးမယ် ဒီစကားကိုလူကြီးမိဘတွေဆရာသမားတွေမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကိုကရောတဲ့အခါအယုဒ္ဓေပေးတဲ့အခါသုံးလို့ရပါတယ်။ဥပမာမိဘတွေကိုကရောတယ်လို့ပြောကြည့်ကြဆိုပေါ့ I pay respect to my parents ကျွန်တော်မိဘတွေကိုကျွန်တော်ကရောခဲ့တယ်။ I pay respect to my parents ငါမိဘတွေကိုငါကရောတယ်။ I will pay respect to my parents ငါရဲ့မိဘတွေကိုငါကရောမယ်။နောက်တစ်ခု I pay homage I pay homage I will pay homage I pay homage ငါကြောခဲ့တယ်။ရှ िख ိုးခဲ့တယ်။ I pay homage ငါကြောတယ်ရှ िख ိုးတယ်။ I will pay homage ငါကြောမယ်ရှ िख ိုးမယ်။ဆောဆော pay respect နဲ့ pay homage နဲ့ဘယ်လိုကွာလဲ။ pay respect ကိုတော့မိဘတွေဆရာသမားတွေမြင့်မြတ်တဲ့ပုံကိုယ်တွေကိုကြောက်တာကိုကျွန်တော်တို့ရဲ့ယုံတင်မှု လေးစားမှုအနေနဲ့ပြောတဲ့အခါမှာသုံးပါတယ်။ pay homage ကကြတော့အဲ့တက်ပို့ပြီးတော့နှက်ဆိုင်တဲ့သဘော ပို့ပြီးတော့အလေးနဲ့ထားတဲ့သဘောပို့ပြီးတော့ရိုသေတဲ့သဘောလေးဆောင်တာပါ။ကွာခြားချက်ကအရင်ရင်မကြီးမပါမဲ့လေ။မြက်စွာဖျားကိုကြောတာတော့ဖေးဟောင်းမဲချင်တဲ့တောင်းရင်ပို့ကောင်းပါတယ်။ဒါကြောင့်မလို့ဥမာနေနဲ့ I pay homage to the Buddha ကျွန်တော်မြက်စွာဖျားကိုကြောခဲ့တယ်။ I pay homage to the Buddha ကျွန်တော်မြက်စွာဖျားကိုကြောတယ်။ I will pay homage to the Buddha မြက်စွာဖျားကိုကြောမယ်။ I prayed I pray I will pray I prayed ငါဆုတောင်းခဲ့တယ် I pray ငါဆုတောင်းတယ် I will pray ငါဆုတောင်းမယ်ဘသူအတွက်ဆုတောင်းတာလဲဆိုပြီးကျွန်တော်ပြောလို့ရတယ်ဥမာလေးပြောကြည့်ပါမယ် I prayed for all the beings ကျွန်တော်တတဝါအားလုံးအတွက်ဆုတောင်းခဲ့တယ် I pray for all the beings ကျွန်တော်တတဝါအားလုံးအတွက်ဆုတောင်းပေးတယ် I will pray for all living beings ကျွန်တော်တရှိတတဝါအားလုံးအတွက်ဆုတောင်းပေးမယ်ဒီနေရာမှာကိုကိုယ်တိုင်အတွက်ဆုတောင်းလို့ရတယ်လို့သူများအတွက်လည်းဆုတောင်းပေးလို့ရတယ် အဲတူတယောက်အတွက်ဆွတောင်းပေးခြင်းလဲဆိုရင်နောက်မှာ for လေးနဲ့တုံးလို့ရပါတယ် I worshiped I worship I will worship I worshiped ငါရှိခိုးဆွတောင်းခဲ့တယ်ကြောခဲ့တယ်အယုတ်တည်ပေးခဲ့တယ် I worship ငါရှိခိုးဆွတောင်းတယ်ကြောတယ် I will worship ငါရှိခိုးဆွတောင်းမယ်ကြောမယ်ဒီညမှာရောလာလိမ့်မယ် pay respect ရဲ့ pay homage ရဲ့ worship ရဲ့ဘလို့ကွာသွားတာလဲဆိုတော့အထူးသဖြင့်ကတော့ pay homage နဲ့ worship ကိုကျွန်တော်ခွဲကြည့်အောင်ပေါ့အဲ့တော့ pay homage ဆိုတဲ့စကားလုံးကိုတော့လူသားအနေဖြစ်လာတဲ့လက်တွေ့ဆန်တဲ့ဖရားကိုကျွန်တော်တို့သုံးကြပါတယ်ဒီ worship ကိုတော့တကိုးရှင်တို့ဖန်ဆင်းရှင်တို့ဒီလိုကျွန်တော်တို့သိပ်ပံနေကြတသက်ပြလို့မရတဲ့တကိုးရှင်တွေဖန်ဆင်းရှင်တွေဆိုရင်တော့ worship နဲ့သုံးကြလေးရှိပါတယ်နောက်တစ်ခုကတော့ worship ကိုအဲ့လိုဘာသာရေးနေရာတွေသွားတာပြောရရင်တော့ဖရားပူသွားတာကိုလည်းသုံးလို့ရပါတယ်ဥပမာလေးကြည့်ကြအောင် I worshiped God ကျွန်တော်ဘုရားသခင်ကိုကတော့ခဲ့တယ်။သို့မဟုတ်ဘုရားသခင်စီမှာရှ िख ိုးဆုတောင်းခဲ့တယ်။ I worshiped God ကျွန်တော်ဘုရားသခင်ကိုကတော့တယ်ရှ िख ိုးဆုတောင်းတယ်။ I will worship all gods ကျွန်တော်ဘုရားသခင်ဒီအားလုံးကိုရှ िख ိုးဆုတောင်းမယ်။ကျွန်တော်အခုမြဝေတဲ့သင်ခန်းစာမှာဘာသာရေးနဲ့ပတ်သက်ပြီးတော့အသိပညာဘူးတာနဲလို့အမှများပါခဲ့ရင်ခွန်လုံးပေးဖို့တောင်းဆိုပါရစေ။နောက်ထပ်အသုံးအနှုန်းတစ်ခုပါ။ I donated. I donate. I will donate. I donated. ကျွန်တော်လှူဒန်းခဲ့တယ်။ I donate. ကျွန်တော်လှူဒန်းတယ်။ I will donate. ကျွန်တော်လှူဒန်းမယ်။ဘာကိုလှူဒန်းတာလဲ။ဘသူ့ကိုလှူဒန်းတာလဲ။ဒါလေးထည့်ပြလို့ရပါတယ်။ဥပမာလှူဒန်းတဲ့အရာပြောကြည့်အောင်။ I donated money, food and blood. ကျွန်တော်ပတ်စံအစားအစာနဲ့သွေးကိုလှူဒန်းခဲ့တယ်။ I donate money, food and blood. ကျွန်တော်ပတ်စံအစားအစာနဲ့သွေးကိုလှူဒန်းပါတယ်။ I will donate many food and blood ကျွန်တော်ပတ်စံအစားအစာနဲ့သွေးလူဒန်းမယ်ဒါဝမတဦးတယောက်ကိုလူဒန်းမယ်ဆိုရင်အဲ့ဒီလူဒန်းတဲ့ပစ္စည်းရဲ့နောက်မှာထူလေးနဲ့သုံးလို့ရပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ခုပါ I followed I follow I will follow I followed ငါလိုက်နာကျင့်သုံးခဲ့တယ် I follow ငါလိုက်နာတယ် I will follow ငါလိုက်နာမယ်ဥပမာ I followed the teachings of Buddha ကျွန်တော်မြတ်စွာဘုရားရဲ့အဆုံးအမတွေကို လိုက်နာခဲ့တယ် I follow the teachings of Buddha ကျွန်တော်မြတ်စွာဘုရားရဲ့အဆုံးအမတွေကို လိုက်နာတယ် I will follow the Buddha's teachings ကျွန်တော်မြတ်စွာဘုရားရဲ့အဆုံးအမတွေကို လိုက်နာမယ်ဒါဟာမြတ်စွာဘုရားဟောကြားခဲ့တဲ့အဆုံးအမတွေတိုင်းလိုက်နာတာကိုပြောတာဖြစ်ပါတယ်အဲ့ဒါခုရှိပါသေးတယ် I practiced I practice I will practice I practiced ကျွန်တော်လက်တွေ့ကျင့်သုံးခဲ့တယ် I practice ကျွန်တော်လက်တွေ့ကျင့်သုံးတယ် I will practice ကျွန်တော်လက်တွေ့ကျင့်သုံးမယ်ဒါကအစအမတွေကိုလက်တွေ့ကျင့်သုံးတာပြောတာပါဥပမာ I practiced the teachings of Buddha ကျွန်တော်မြတ်စွာဘုရားရဲ့အစအမတွေကိုလက်တွေ့ကျင့်သုံးခဲ့တယ် I practiced the teachings of Buddha ကျွန်တော်မြတ်စွာဘုရားရဲ့အစအမတွေကိုလက်တွေ့ကျင့်သုံးတယ် I will practice the teachings of Buddha ကျွန်တော်မြတ်စွာဘုရားရဲ့အစအမတွေကိုလက်တွေ့ကျင့်သုံးမယ်ဒါဆိုရင်မြတ်စွာဘုရားဟောခဲ့တဲ့အတိုင်းနေထိုင်မယ်ပြုမှုဆောင်ရွက်မယ်လို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ပါ ဒီနေ့အသုံးအနှုန်းလေးတွေကတော့ဘာသာရေးနဲ့ဆိုင်တဲ့ဘာသာရေးတွေမှာလှုပ်ဆောင်လေးရှိတဲ့လှုပ်ဆောင်ချက်လေးတွေကိုအင်္ဂလိပ်လိုပြောတတ်အောင်ညွှန်ပြပေးခဲ့တာဖြစ်ပါတယ်။ထုံးစံတိုင်းအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။တခြားသူတွေအတွက်ပါအကျိုးရှိစေချင်ရင် share ပေးတော့လို့ရပါတယ်။ Thank you for watching.